ရှင် Agilistic English မှာကြိုဆိုပါတယ်။ကျမတို့ပထမဆုံးအနေနဲ့ကိုကိုကိုမိတ်ဆက်တဲ့ပုံစံ introduce လုပ်တဲ့ပုံစံလေးကိုကြည့်ရအောင်နော်။ကိုကိုကို introduce မလုပ်ခင်အရင်ဆုံးနှုတ်ဆက်တင်တာပေါ့ right ။အဲ့တော့ greetings ပုံစံလေးတွေကိုပါတခါတည်းကြည့်လိုက်ကြရအောင်။ကိကိုထက်အသက်ကြီးတဲ့လူတွေ ကိုရဲ့ကိုထက်ဟိုယာတို့ကြီးတဲ့လူတွေကိုရဲ့ဆရာသမားတွေကိုနှုတ်ဆက်တဲ့အခါမှာ hello good morning good afternoon good evening ကြီးဒီလိုလေးနှုတ်ဆက်တင်တာပေါ့ဒါကတော့ပုံမုံပုံစံပေါ့နော်ဒီလိုပြောတဲ့အခါမှာလေတန်လေးကအဆုံးမှာတက်သွားတယ်တတိထားမိလားမသိဘူး right ဒီတက်တက်ကြွကြွပျော်ပျော်ရွှင်ရွှင်လေးနှုတ်ဆက်တင်တာပေါ့ကြီးစေယုတ်ကြီးလိုမျိုး hello good afternoon good evening good morning ဒီလိုမျိုးမပြောတင်ဘူးပေါ့ right တက်တက်ကြွကြွပျော်ပျော်ရွှင်ရွှင်လေးနဲ့ hello good morning good afternoon good evening okay အဲကိုနဲ့ရွယ်တူတတ်တူအဲကိုရဲ့တငယ်ချင်းတွေကိုနှုတ်ဆက်တဲ့အခါမှာတော့ informal ပုံစံနဲ့ပဲနှုတ်ဆက်လို့ရပါတယ် okay hi hi ဒီတလောင်းနဲ့အဆင်ပြေသွားတာပေါ့ကိုရဲ့နာမည်ကို ပြောမယ်ဆိုလို့ရှိရင် i am ပြီးတော့ဘသူဘသူပေါ့ okay ဥပမာ i am hailing i am hailing ြင့်များသောအားဖြင့်တော့စကားပြောတဲ့အခါမှာအတူကောင် contraction သုံးပြီးတော့ပြောလို့ရှိတယ် I'm Hailey I'm Hailey Okay အဲသို့မဟုတ်နောက်တစ်မျိုးပြောလို့ရတာက My name is Hailey My name is Hailey Okay is မဟုတ်ဘူးเนาะအဲသူ့ရဲ့အတန်ထွက်က Z အတန်လေးနဲ့ is is Okay my name is Hailey ေကျမတို့ဒါက basic lesson ဆိုပေမဲ့အစကတည်းကအတန်ထွက်မှန်အောင် လေ့ကျင့်ကြမယ်။ Okay. My name is Hailey. Okay, သို့မဟုတ် အတူကောင် contraction သုံးပြီး My name's Hailey. My name's Hailey. Okay, ဒီလိုပြောလို့ရပါတယ်။အဲ့တော့ကိုယ်နာမည်လေးအစားထိုးပြီးတော့ပြန်ပြောကြည့်ပါဦး။ ကိုကိုကိုမိတ်ဆက်တဲ့အခါမှာများသောအားဖြင့်ကိုရဲ့ပထမဦးဆုံးနာမည်ကိုပဲမိတ်ဆက်နေရှိတယ်ဥပမာ Hailey Ong ဆိုလို့ရှိရင် um my name is Hailey သို့မဟုတ် I'm Hailey okay ဒီလိုမျိုးမိတ်ဆက်လို့ရတယ် um English မှာက first name last name ဆိုပြီးတော့ခွဲထားရရှိပါတယ် okay first name ကတော့ဒါပထမဦးဆုံးနာမည်ပေါ့ဒီမှာဆိုလို့ရှိရင် Hailey ပေါ့ okay my first name is Hailey okay uh last name ကို family name လို့လည်းခေါ်တယ် right အဲ့တော့ my last name is ong okay နောက်ကနာမည်က ong ပေါ့ okay my first name is haley my last name is ong ဒီဒါလေးကအရင်မကြည့်ဘူးထင်ရပေမဲ့ western ဘက်မှာကဒါ document ဖြည့်တာပဲဖြစ်ဖြစ် passport အတွက်ဟိုဖြည့်တာပဲဖြစ်ဖြစ်ပေါ့နော်အမ်ဒါလေးကအရေးကြီးပါတယ် င်ကျမတို့မြန်မာမှာဒါလေးကမရှိတဲ့ခါကျတော့တစ်ခါလေကြာရင် confusing ဖြစ်မှာဆိုလို့ဒါလေးကိုထည့်ပြောလိုက်ရပါတယ်โอเคကိုယ့်ရဲ့နာမည်အပြည့်အစုံဆိုလို့ရှိရင်เนาะ full name ပေါ့เนาะโอเค my full name is Hailey Ong โอเคကိုယ့်ရဲ့အသက်အရွယ် age ပြောတဲ့ပုံစံလေးကိုကြည့်ရအောင်เนาะဥပမာကျမအသက်က25နှစ်ပါဆိုလို့ရှိရင် I'm 25 years old โอเค years old ဒီလိုမျိုးပြောလို့မရှိဘူးများသောအားဖြင့်ဆက်ပြီးတော့ years old years old okay i'm 25 years old i'm 30 years old i'm 15 years old okay စသဖြင့်ပြောလို့ရတာပေါ့ okay ဒီနံပါတ်တွေပြောတဲ့အခါမှာအတန်ထွက်မှန်အောင်လို့ဒီနံပါတ်တွေကိုဟိုအတန်ထွက်တဲ့ပုံစံမျိုးကိုလေ့ကျင့်ကြရအောင်เนาะ နံပါတ်တွေကတော်တော်များများတည်ပြီးသားဆိုရင်အတန်ထွက်လေ့ကျင့်ပြီးသားဖြစ်အောင်ကျွန်မနဲ့အတူတူလိုက်ပြောကြည့်နော်1 2 3 4 5 2မဟုတ်ဘူးเนาะ2 okay english မှာတအတန်မရှိပါဘူးအတန်ပဲရှိပါတယ် okay 2 3 4 5 six, seven, eight, nine, ten, eleven, eleven, twelve, thirteen, teen, okay, thirteen, fourteen, fifteen, sixteen. 16 စသဖြင့်ပေါ့နော်30ဆိုလို့ရှိရင်30 30 Okay စစောက73ကို13 right 13 30ကြာတော့ 30. 30. Okay, ဒါလေးကအတန်ထွန်းမားတက်ပါတယ်။ Okay, 73ဆိုလို့ရှိရင် 13. Okay, 30ဆိုလို့ရှိရင် 30. Okay, ဒါတော့ British ဟို accent နဲ့ပြောတာပေါ့နော်။ American က 30. 30. Okay, ပေါ်ပေါ်လေးပဲ 30. Okay, 40ဆိုလို့ရှိရင် British က 40. 40.

100 okay အသက်အရွယ်ပြောတဲ့အခါမှားတတ်တဲ့နံပါတ်တွေနဲ့ listening practice လုပ်ကြည့်ကြမယ် okay let's go exercise 1b စာရွက်ကိုသုံးပြီးတော့အပြည့်မှတ်လို့ရပါတယ်သို့မဟုတ်ဒီ screen ကိုကြည့်ပြီးတော့လည်းမှတ်လို့ရပါတယ် okay ဒါပေမဲ့ကိုယ့်ရဲ့အပြည့်ကိုတော့မှတ်ပြအောင်မှတ်ပါ alright အရင်ဆုံးအသက်ပြောတာကိုနားထောင်ပါပြီးရင်အပြည့်မှန်ကိုချစ်ပေးပါ အပေါ်ဆုံးကဥမာကိုယဉ်ကြည့်ကြရအောင် Sue is 13 years old Sue is 13 years old အဆိုလို့ရှိရင်73လား30လား13ဆိုတော့73ပေါ့ Okay teen right Sue is 13 years old All right 1 to 8 to do လောက်ကြရအောင် Okay John is 90 years old. John is 90 years old. 뒷만가 고세. Okay. Number 2. Michelle is 14 years old. Michelle is 14 years old. 뒷만가 sali. right? Number 3. Bob is 50 years old. Bob is 50 years old. Naze, All right. Number four, Charlie is 18 years old. Charlie is 18 years old. Manga sashi. Okay, Charlie, that's Number five, Jack is 16 years old. Jack is 16 years old. Manga 16. Okay, number six. Katie is 19 years old. Katie is 19 years old. Jimanga sagone, right? Number 7. David is 30 years old. David is 30 years old. Jimanga donze, right? Number 8. Amy is 70 years old. Amy is 17 years old. ဒီမှန်က80ဟေးဘယ်နှခုမှန်လဲမသိဘူးနော် Numbers တွေရဲ့ pronunciation ကိုလေ့ကျင့်ပြီးသားပြီဆိုတော့ကိုယ့်ရဲ့အသက်ကိုပြောကြည့်နော် I'm years old. I'm years old. ပြောကြည့်နော် ကိုကနိုင်ငံရဲ့ချားကိုရောက်နေတဲ့အခါမှာကိုဘယ်နိုင်ငံလာရလဲဆိုတာကိုစိတ်ဝင်စားမေးလို့ရှိကြတယ်။ Okay, where are you from? Where are you from? Okay, တင်ရဘယ်ရလဲ? Where are you from? Okay, အဲ့လိုဆိုလို့ရှိရင်ကျမကမြန်မာနိုင်ငံပါကျွန်တော်ကမြန်မာနိုင်ငံပါဆိုလို့ရှိရင် I'm from Myanmar. Okay? I'm from Myanmar. ဒီလိုပြောလို့ရတာပေါ့ right အကူကဘာနိုင်ငံသားလဲဆိုလို့ရှိရင်တော့ I'm Burmese okay what is your nationality မင်းကဘာနိုင်ငံသားလဲဒီအတူကောက်ဆိုရင် what's your nationality ဒီလိုမေးလာတဲ့အခါမှာ I'm Burmese ဒီမှာမြန်မာနိုင်ငံသားမြန်မာလူမျိုးပါပေါ့ okay I'm Burmese ဒီလိုပြန်ပြောလို့ရပါတယ် I'm from Myanmar I'm Burmese โอเคကျမကဂျပန်နိုင်ငံကပါဂျပန်လူမျိုးပါဆိုလို့ရှိရင် I'm from Japan I'm Japanese ပြင်သစ်ဆိုလို့ရှိရင် I'm from France I'm French Okay တခြားလူမျိုးတွေကသူတို့ရဲ့နိုင်ငံနဲ့လူမျိုးပြောလာတဲ့အခါမှာကိုကတခါတည်းသိပြီးသားဖြစ်အောင်လို့နိုင်ငံနဲ့လူမျိုးအဲတချို့ကိုလေ့လာကြရအောင် Okay ပြည်ဥနိုင်ငံဆိုလို့ရှိရင် China တရုတ်လူမျိုးဆိုလို့ရှိရင် Chinese Chinese ကျမကတရုတ်နိုင်ငံကပါဆိုလို့ရှိရင် I'm from China I'm from China တရုတ်လူမျိုးပါဆိုရင် I'm Chinese I'm Chinese อินเดียနိုင်ငံဆိုရင် India 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 လူမျိုးက Indian Indian I'm from India I'm Indian. Thai နိုင်ငံဆိုရင် Thailand Thailand Thai လူမျိုးဆိုရင် Thai Thai I'm from Thailand I'm Thai Korea တောင်ကိုရီးယားဆိုရင် South Korea South Korea လူမျိုးက Korean Korean I'm from South Korea I'm Korean Australia, Australian. I'm from Australia. I'm Australian. Russia, Russian. I'm from Russia. I'm Russian. Germany, German. I'm from Germany. I'm German. Switzerland, Switzerland. Lumyuga, Swiss, Swiss. I'm from Switzerland. I'm Swiss. Poland, Poland. Lumyuga, Polish, Polish. I'm from Poland. I'm Polish. Italy, Italy. Daro, American အသံထွက်ပေါ့နော် British က Italy Italy လူမျိုးက Italian Italian I'm from Italy I'm Italian Spain Spanish I'm from Spain I'm Spanish Canada Canadian I'm from Canada. I'm Canadian. Mexico. Mexican. I'm from Mexico. I'm Mexican. UK. Dumho. Britain. 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 Okay, ဒါမဲ့စကားပြောလို့ရှိရင်များသောအားဖြင့်အတန်ကိုဖြောက်ပြီးတော့ Britain Britain ဒီလိုပြောလို့ရှိတယ်။ Okay. လူမျိုးက British. British. I'm from the UK. UK solution shima the tebiar. Okay. I'm from the UK. I'm from Britain. I'm British. United States of America ဆိုရင်များသောအားဖြင့်အစကားပြောရင် USA သို့မဟုတ် US အတူချုံပြီးတော့ပြောလို့ရှိတယ်။ USA သို့မဟုတ် US လူမျိုးက American American I'm from the US okay အဆောဆောက UK လိုပဲ USA ရှိမှ the tebiare. i I'm from the US I'm American Argentina လူမျိုးက Argentinian I'm from Argentina I'm Argentinian Brazil Brazil Okay, ဟေးမြန်မာပြည်မှာများသောအားဖြင့်ဟာ Brazil လို့ပြောလို့ရှိတယ် ဤဒေသအတန်ထွန်းမှန်က Brazil Brazil လူမျိုးက Brazilian Brazilian I'm from Brazil I'm Brazilian Egypt Egypt လူမျိုးက Egyptian Egyptian I'm from Egypt I'm Egyptian. အခုဒီမှာကြည့်ခဲ့တဲ့အတိုင်းပဲနိုင်ငံနဲ့လူမျိုးပြောတဲ့ပုံစံတွေကကွာခြားပါတယ်။ Okay တချို့ situation တွေမှာကိုယ့်ကိုယ်ကို introduce လုပ်တဲ့အခါမှာဥပမာ interview လိုနေရာမျိုးပေါ့ okay လူနေရာမျိုးမှာဆိုလို့ရှိရင်ကိုယ့်ရဲ့ personality စိတ်နေစိတ်ထားကို introduce လုပ်ရတာမျိုးရှိပါတယ် okay အဲ့တော့ကိုယ့်ရဲ့ personality ကို introduce လုပ်တဲ့ပုံစံမျိုးပါကြည့်လိုက်ကြရအောင် okay အာဒါဆိုလို့ရှိရင် i'm နောက်ကစိတ်နေစိတ်ထား adjective ခင်ကိုယ့်ရဲ့စိတ်နေစိတ်ထားကိုက introduce လုပ်တဲ့အခါမှာ ကောင်းတာလေးတွေပဲပြောတင်တာပေါ့ right ကိုကအလုပ်ကြိုးစားတယ်ဆိုလို့ရှိရင် I'm hard working hard working I'm hard working okay ရိုးသားတယ်ဆိုလို့ရှိရင် honest okay h ကိုထည့်ပြီးတော့အတန်မထွက်ဘူး okay h က silent ဖြစ်တယ် honest I'm honest ပေါင်းသင်းဆက်ဆံရင်ကောင်းတယ်လို့ဆိုလို့ရှိရင် outgoing outgoing i'm outgoing ယုံကြည်အားကိုးရတဲ့လူမျိုးဆိုလို့ရှိရင် reliable 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 i'm reliable okay သို့မဟုတ် dependable 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 i'm dependable okay တာဝန်သိတတ်တဲ့လူဆိုလို့ရှိရင် responsible responsible i'm responsible i'm responsible okay ရည်မှန်းချက်တွေထားတတ်တဲ့လူမျိုးဒါပြီးရင်ဒါလုပ်မယ်ဒါပြီးရင်တော့ဒါဖြစ်ရမယ် okay ဒီလိုမျိုးရည်မှန်းချက်တွေထားတတ်တဲ့လူမျိုးဆိုလို့ရှိရင် goal oriented goal oriented goal oriented I'm goal oriented. I'm goal oriented. ကိုကရည်စရာလေးတွေပြောတတ်တယ်ဆိုလို့ရှိရင် I'm humorous. humorous. Okay, သို့မဟုတ် funny လို့လည်းပြောလို့ရပါတယ်. I'm funny. Okay. I'm humorous. သို့မဟုတ် I'm funny. Okay, ဒီလိုပြောလို့ရပါတယ်။ရည်စရာလေးတွေပြောတတ်တာအားလည်းဒါအရေးချင်းတစ်ခုပါပဲ. Right? လုံလုံတဲ့အခါတကူးခုလုံတဲ့အခါမှာစိတ်အားထက်သန်တဲ့အဲတက်ကြွတဲ့စိတ်ရှိတယ်ဆိုလို့ရှိရင် motivated motivated i'm motivated i'm motivated idea အသစ်တွေပစ္စည်းအသစ်တွေဖန်တီးနိုင်စွမ်းရှိတဲ့လူမျိုးဆိုလို့ရှိရင် innovative 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 okay သို့မဟုတ် creative creative i'm innovative ဒုမဟုတ် i'm creative ဒါလေးတွေကတော့ကိုယ့်ရဲ့စိတ်နဲ့စိတ်ထားပြောတဲ့ပုံစံတချို့ပေါ့နော်ဒါလေးတွေကဟိုကို interview လို့နေရာမျိုးမှာပြောလို့ကောင်းပါတယ် okay ရှင်းမှာပြောခဲ့တဲ့ဥမာရင်းအားလုံးကိုခြုံငုံပြီးတော့ introduce လုပ်တဲ့ပုံစံလေးကိုပြန်ကြည့်ကြည့်အောင် okay hello my name is hayley i'm 25 years old I'm from Myanmar. I'm Burmese. I'm hardworking and honest. Okay, အတူတူပြန်ပြောကြည့်မယ်နော်။အရန်နှင်းနှင်းမပြောထားဘူး။ဘာဖြစ်လို့လဲဆိုတော့ natural မဖြစ်မှာဆိုလို့ပြီးတော့ဒီနှင်းနှင်းပြောတာကို um used to မဖြစ်စေခြင်း Okay, ကျင့်သားမဖြစ်စေခြင်း All right, အတူတူပြန်ပြောကြည့်မယ်နော်။1 2 3 Hello. My name's Hailey. I'm 25 years old. I'm from Myanmar. I'm Burmese. I'm hardworking and honest. okay. ဒါပြီးသွားရင် exercise 1A ကိုလုပ်ကြည့်ပါ။ Okay. ဒီဥပမာလေးကိုသုံးပြီးတော့ကိုယ့် information ကိုထည့်ရေးပါပြီးလို့ရှိရင်ပြန်ပြီးတော့ပြောပြပါ။ Okay. ဒါဆိုလို့ရှိရင် writing က speaking ကလေ့ကျင့်ပြီးသားဖြစ်သွားတာပေါ့။ Okay. ဒီနေ့လက်ဆင်လေးကတော့ဒီလောက်ပါပဲအားလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်နောက်လက်ဆင်ကြမှာပြန်တွေ့တာပေါ့နော် Bye for now